အဓိကထားပြီးပြောသွားမှာကတော့ပညာသေးဆက်ကုတုံဖြစ်ပါတယ်။ပညာသေးဆက်ကုတုံဆိုတော့နိလန်တိမသားလင်းကုတလို့ရမယ်။နိလန်ကဘယ်လိုလဲဆိုတော့ပညာသေးဆက်ရဲ့အထာကိုသိရအောင်စမ်းသက်တဲ့နိကပုံမှန်စမ်းသက်တဲ့နိတွေပါသွားပြီးဖြစ်ရမယ်။ဝေဒနာရှင်ရဲ့နိနံကို မေးရမယ်။ဘာနေသာဘာနေသမီးလဲ။အရင်ကထိုးထားတဲ့စေဝါများစောင့်ထားတဲ့အဆောင်များ ရှိမရှိမေးရမယ်။ရှိလို့ရှိရင်အဲ့ဓာတွေကိုခိတ္တခဏ ဖယ်ထားတယ်လို့ပြောရတယ်။ဖယ်ထားပြီးတော့မှစမ်းသက်ရတယ်။ပညာသေးဆက်ထားကဘယ်ကစလဲဆိုတော့သူတို့ဝေဒနာရှင်တွေရောက်လာကြတဲ့ကသူတို့ပြောတဲ့ဇကားတွေကိုကောက်ချက်ချပြီးယူရတယ်။အဲ့ဒါဘာလဲဆိုတော့ကိုကိုကိုအမိဖော်ပြီးလာတာလို့ခေါ်တယ်။ဘယ်လိုအမိဖော်လဲဆိုတော့ဆရာရင်ကျမကိုဘေးတင်ဆရာကပြောလိုက်တယ်။သို့မဟုတ်နတ်ကတော်ကဟောလိုက်တယ်။ကျမမှာဥစ္စာဆောင်ရှိတယ်။သို့မဟုတ်ကျွန်တော်မှာအဆောင်အရှောက်တွေရှိတယ်လို့ပြောမယ်။ ကျမမှာဒေဝီတို့မေတော်တို့စောင့်တယ်လို့ဆိုမင်းအဲ့ဒီလူမျိုးကို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 အမိဖော်ပြီးအမိနာမတက်လာတယ်လို့ပြောလို့ရတယ်အချို့ကလည်းသူကိုယ်သူဘိုးတော်ပါ မေတော်ပါဥစ္စာဆောင်ပါလို့ပြောလာတတ်တယ်စံဒီစံကွက်နဲ့မစမ်းသက်ခင် သူ့ရဲ့ background နောက်ကျောင်းအခြေအနေကို ကြည့်ပြီးယောဂအခြေအနေကိုသိရတာလို့ဆိုရမှာဖြစ်တယ်နောက်တစ်ခါခြေတော်ဆင်ပြီးအလေးပေါ်မခိုင်းတဲ့အခါမှလည်းပညာသေးစိတ်ရဲ့သဘောကိုသိနိုင်တယ် ်ဘယောကမဆန်းခင် လက်ကိုတန့်ရှင်းစင်ကြအောင်ဆေးရမယ်လက်သေးတွေညှက်ထားမယ်ရေစင်တစ်ခွက်တန်းတန်းကို အောက်ကဘကံများခံပြီးယူထားရမယ်ပြီးရင် ပထမဦးစွာ အနံပေးဆမ်းမယ်စမ်းတန်းဤ၅မျိုးရှိတယ်အနံပေးဆမ်းတတ်တဲ့အခါပေါ်လာတဲ့အနံ့ပေါ်မူတည်ပြီးဘယောကမျိုးစာခွဲကြရမယ်တချို့ကအနံ့ပေါ်တာရှိတယ်မပေါ်တာရှိတယ်ဆရာအနေနဲ့စန်းတန်ဤ၅မျိုးကိုစုံအောင်စမ်းသပ်ပေးရတယ်စန်းတန်ဤအပြည့်စုံကို ဤနေရာ၌ပေါ်ပြရန်မသင့်ပါသဖြင့်ချန်လက်ခဲ့ပါသည် အသေးစိတ်ကို ကုတုံးကျန်းတွင် ကြည်ပါဒုတိယဆင့်ခြေထောက်ဆင်းခိုင်းပြီးစမ်းသတ်တဲ့အခါမှာ အမျိုးသမီးဆိုရင်စစခြင်းဇပြင်မဖြစ်ခိုင်းပါနဲ့အချို့နေရာတွေမှာအမျိုးသမီးကိုစတင်ဆန်းဆန်းခြင်းဇပြင်ဖြစ်ခိုင်းတာအင်းရှိတကားပေါက်ဘက်ကိုခြေဆင်းခိုင်းတာမျိုးတွေ့ရတတ်တယ်မလုပ်ရဘူးဖျားစင်ရှိစန့်ကျင်ဘက်အရှိတဲတဲ့ကိုပဲခြေဆင်းခိုင်းပြီးဆန်းရတယ် ခြေစင်ခိုင်ပြီးစမ်းတက်တဲ့အခါဆရာကအမိတ်မပေးခင်ဒေဂျီညာကြီးတွေကကျမ်းပြင်မှာကတ်နေတာမျိုးရှိတတ်တယ်။ဒါဟာပညာသေးစိတ်ရဲ့တဘာဝဖြစ်တယ်လို့သိရပါတယ်။အရင်ဆုံးကတ်နေတဲ့ခြေတွေကိုပို့အောင်လုပ်ရမယ်။ဘယောကမှန်ရင်ပို့စီလို့ပြောရမယ်။ဒီလိုပြောလို့မပေါ်သေးဘူး။ခြေတော့တွေကျမ်းပြင်ကကြွမလာသေးဘူးဆိုရင်ဆက်တွေကိုယ့်နေရာကိုပြန်နေဆိုပြီးဘယ်ဘက်လက်နဲ့အပေါ်ကိုဆွဲတင်ရတယ်။ဝေဒနာရှင်ရဲ့ခန္ဓာကိုယ်အသားကိုလုံးဝ ဖြည့်เสียရမလိုဘူးအဲ့ဒါမှမပေါ်သေးဘူးဆိုရင် ဝေဒနာရှင်ကိုမင်းစိတ်တွေလျှော့ချလိုက်လို့ပြောရမယ်ဒီလိုဖြစ်တာဟာပညာသေးစိတ်ရဲ့မှန်တက်တဲ့သဘောဖြစ်တယ်မှန်တက်နေရင်ဆရာကိုဆရာမထင်ဘူးဖယားကိုလည်းဖယားမထင်ဘူးဖြစ်နေတတ်တယ်စိတ်လျှော့ခိုင်းလို့ပေါ်သွားတာရှိတယ်ပေါ်မလာတာလည်းရှိတယ်ဒီအတိုင်းခဏတစ်ဖြုတ်ပြစ်ထားလိုက်ရတာမျိုးရှိဘူးတယ်ခဏနေတော့သူ့ဘာသာသူမှန်ကြခြင်းကြတော့ခြေတော့ပေါ်သွားတာမျိုးလေတွေ့ရတတ်တယ် ပညာသည်ဆက်မန်တက်နေတဲ့အချိန်မှာအမိန်ပေးရခက်တတ်တယ်။ခြေတော်ကြွလို့ရတဲ့အချိန်ကြတော့ကျန်တာတွေစမ်းသက်ရတယ်။ဆရာလုံးတဲ့သူဟာအသက်ဘယ်လောက်ငယ်ငယ်ခန့်ခန့်ညာညာရှိရမယ်။ထိုင်တဲ့အခါမှာလည်းခန့်ခန့်ညာညာထိုင်ရတယ်။ကလေးကလာမလုပ်ရဘူး။ကလေးကလာလုပ်နေရင်ပယောဂါကတည်တယ်။ကြောက်အောင်ချက်လာတတ်တယ်။ဒါကြောင့်ပြောတဲ့ဆိုတဲ့ကုသတဲ့နေရာမှာခန့်ညာထေဝါစွာပြောဆိုကုသရတယ်။ ဝေဒနာရှင်ရဲ့ဥကောင်းကိုဘယ်ဘက်လက်နဲ့အုံမိုးထားရမလဲခိုင်းစေအမိန်ပေးစမ်းသက်တဲ့အခါညာဘက်လက်ညှိုးထိုးပြီးလက်ညှိုးညွန်ပြီးအမိန်ပေးရတယ်အမိန်ပေးတဲ့အခါကို့ဥပဇေဆရာရဲ့နာမည်ထည့်ပြီးအမိန်ပေးရတယ်ဆရာဖြစ်သူကိုမိထားလို့မရဘူးဆရာသမားကိုဥထိပ်ပန်းစင်ထားရမယ်ဆရာသမားကိုကြော်လွှားလို့မရဘူးဆရာလုပ်သူဟာသစ္စာသုံးချက်စောင့်ထိုင်ုံနဲ့မဖြစ်သေးဘူးကြက်ဝမ်းရောက်နေတာမျိုးမိန်းကလေးတွေနဲ့ရောရောနှွန်းနှွန်းနေတာမျိုး ွဲရာမှာဖောက်လဲဖောက်ပြန်လုံနေတာတို့ဟာမသိင့်တော့ဘူးပယောကစမ်းသက်ကုသတဲ့အခါအမိတ်ပေးတဲ့ဟာ ကြော့တိပြောညံ့လုံလို့မရဘူးခက်ကထာနင်းထာစံဆိုပြီးထမှန်ကတိုင်းကြကြမမာထန်ထန်ပြောရတယ်အတန်းကျဲကျဲနဲ့အော်ဟစ်နေတော့လေလူကြမကောင်းဘူးဖြစ်တတ်တယ်ပယောကရှိရင်ကထာအောက်လန်းရွာသူဆုံးကဝေအဆရှိသဖြင့်ရှိရင်ကထာ ရှိရင်ပေါ့လိုက်တခုချင်း စနစ်တကျ စမ်းသက်ရတယ်။ပြီးရင် အပင်ရှိရင်ကတ်ထားဒီသုံးခုကိုအဓိကထားပြီးမေးရတယ်။နောက်တစ်ဆင့်ကဆက်ဆွဲစမ်းမယ်။ဆက်ဆွဲစမ်းတဲ့အခါမှာထဲ့ပယောဂဆက်တွေရှိရင်ငါ့လက်အောက်ကလိုက်ခဲဆိုပြီးဆွဲချသွားလိုက်။ဒီအထဏာရောက်ရင်ရက်ထားရတယ်။ဘာဖြစ်လို့လဲဆိုတော့ဆက်အရှိန်ဝါကြည့်ရင်ပါသွားတတ်တယ်။ဝေဒနာရှင်ကပူတယ်အေးတယ်ကျင်းတယ်တလှလှဖြစ်တယ်စသဖြင့်ပြောလိုက်မယ်။ဆက်ဆွဲစမ်းတဲ့အခါညာဘက်ကအရင်စမ်းမယ်။ ပြီးရင်ဘဲဘက်ကိုဆမ်းမယ်ဆက်လက်ဆမ်းတာကဝေဒနာရှင်ရဲ့ဘိုက်ကိုလက်နဲ့ရွေမှုပြီးဆမ်းမယ်လက်နဲ့လှဲ့တဲ့ပုံစံလုပ်ပြီးဆမ်းရမယ်အပင်ရှင်ရဲ့အထဲမှာလဲလိုက်လာမယ်လဲနေတာဟာအလုံးကလဲနေတာလားအလုံးရဲ့ပတ်ဝန်းကျင်ကလဲနေတာလားဆိုတာကြွေးပြအောင်ဆမ်းရတယ်အလုံးပတ်ဝန်းကျင်ကလဲတာဆိုရင်လဲတဲ့ဟာကပျောက အလုံးကသွေးသားဆက်ထောက်ပြီးဆမ်းတဲ့နေရာမှာတနေရာချင်းလက်နဲ့ရွေမှုပြီးဆမ်းသွားမယ်ဝေဒနာရှင်ရဲ့အသားကို ရှိစေရမလိုဘူးပယောဂဆန်းတဲ့အခါဘာမီမီအကုန်လိုက်ကပ်နေတယ်ဆိုရင်ဒါပညာတဲ့သထဲအကျုံးဝင်သွားတယ်ဝင်ပူမပူသိချင်ရင်ဝေဒနာရှင်အမိရင်းကို၃ချိန်လောက်ခေါ်ကြည့်လိုက်ပြန်မထူးရင်အစွဲဝင်နေပြီလို့သိရမယ်တကယ်လို့ဝင်ပူပူချင်းအနောက်ကိုလဲကျသွားတာမျိုးဆိုရင်ပညာတဲ့သက်ပဲဖြစ်တယ်အချို့ပညာသေးသက်တွေဝင်လာရင်လုံကြီးထမိန်လန်သွားတာမျိုးတွေရှိတတ်တယ်။လုံကြီးလုံးဝမလန်စင်းနဲ့လို့ ်အမိန်ပေးရင်မလန်တော့ဘူးဝေဒနာရှင်ရဲ့အဆက်ဒိခါကိုထိန်းထားပေးရတယ်တချို့ဆွဲတွေကပြူစားရတဲ့အကြောင်းကို အရှိကြီးရှင်းပြနေတတ်တယ်ဒါမျိုးဟာအချိန်ကုန်တဲ့အတွက်အဓိကအချက်ကိုပဲပြောခိုင်းရတယ်အချိန်ကုန်ခံလို့လုံးဝမဖြစ်ဘူးအပင်းတိုက်ဆိုရင်လဲသွေးသားနဲ့ပယောဂါကိုခွဲခြားပြီးသိအောင်ဆန်းရမယ်ဘယ်ဟာကသွေးသားဘယ်ဟာကပယောဂါလဲဆိုတာကာယကံရှင်တွေကိုအရင်ပြောပြထားရတယ်ပယောဂါကုသနည်းကအတွင်းဆက်အပြင်ဆက် ်လက်လွတ်ဆက်ပညာသေးဆက်ကုသနည်းတွေနဲ့ကုသနိုင်ရတယ်ကုသနည်းတွေကိုလည်းသိအောင်လေ့လာထားရတယ်အမြင်ဖွင့်ပြီးကုသတဲ့အခါအချို့ကဖျားတွေမြင်တာရှိတယ်ကတော်ဝဲတွေအုံငပြောဝဲတွေအလှမန်းတဲ့တွေစိတ်ပရိတွေမြင်နေပြောမယ်အဲ့ဒီလိုမျိုးသူကြားနာတွေမြင်နေပြောရင်ပညာသေးဆက်လို့သိရမယ်မျက်ခုံးတွေမျက်ခုံးတွေလှုပ်နေတာမျိုးလည်းတွေ့ရတတ်တယ်ပညာသေးဆက်ရဲ့သဘာဝတွေ အမြင်ဖွင့်တဲ့အခါတခါတရံဝေဒနာတွေဟာဥပမာကရုံကြီးနဲ့လူတယောက်ကိုမြင်လာတယ်။အပြင်ဘက်မှာရက်နေတာ မြင်နေရတယ်လို့ဆိုလိုရင် ကိုကခေါ်ပြီးဝေဒနာရှင်ရဲ့ဘယ်ဘက်မှာနေခိုင်းရတယ်။ထိုင်ခိုင်းရတယ်။ညာဘက်မှာ မထားရဘူး။အစွဲကအင်းအားကြီးလာတတ်တယ်။ရောက်မရောက်ထိုင်မထိုင်ကိုဝေဒနာတွေကိုကြည်ခိုင်းရတယ်။အဲ့ဒီကရုံနယ်လူကဘယ်သူကိုကြည်နေလဲ။ဆရာကိုကြည်နေလား။ဝေဒနာရှင်ကိုကြည်နေလားဆိုတာမေးရမယ်။ အရေးကြီးတယ်။အဲ့ဒီလူကဝေဒနာရှင်ကိုအတနာခံတဲ့အကြည့်နဲ့ကြည်နေတာဆိုရင်ဒါဟာတောင်းပန်တိုးရှိုးတာအစွဲက သူ့ဘက်ပါအောင် စီးယုံနေတာလို့သိရမယ်။ဝေဒနာရှင်ကို မေးရမယ်။အမြင်မှာမြင်နေရတဲ့ပုံကနဲ့တန်ရုံးစဉ်ဖြတ်နိုင်လားမေးရမယ်။ဆရာရင်တမသူနဲ့မပြတ်နိုင်ပါဘူးဆိုရင်မကုနဲ့ဝေဒနာရှင်က ပြတ်နိုင်ပါတယ်ဆိုရင် ကုဒါမှမဟုတ်အစွဲကဆရာကိုကြည်နေပါတယ်ဆိုရင်ကုလို့ရပါတယ်။ အမြင်မှမြင်နေရတဲ့ပုံကိုယ်ကိုဟဲ့လာစမ်းဆိုပြီးလက်နဲ့ဆွဲပြီးဝေဒနာရှင်ရဲ့ခေါင်းကနေထည့်လိုက်ရင် ဝင်ပူးလာတယ်လည်းရှိတယ်။တခါတလေကြတော့လေဝင်မပူးတတ်ဘူး။တခါတရင်ဝေဒနာရှင်ရဲ့အမြင်မှမြင်နေရတဲ့ပုံကိုယ်ဟာအိမ်အပြင်မှာရက်နေတယ်ဆိုပါစို့။အဲ့ဒီပုံကိုယ်ကိုဘယ်လိုအမိန်ပေးပေးအိမ်ထဲခေါ်လို့မရတာမျိုးလဲရှိတတ်တယ်။အဲ့ဒီလိုဖြစ်ရင်ပုံကိုယ်ကိုမယုံမကြည်တန်တရားမဖြစ်နဲ့။ အဲ့ဒီပုဂ္ဂိုလ်ဟာအောက်လန်းဆရာဘောကနေအထက်လန်းပညာဘက်ကိုရောက်သွားပြီဆိုရင်လေခေါ်လို့မရတတ်ဘူးအစွဲကပြင်းမှတည်သွားပြီဖြစ်ရင်လေခေါ်လို့မရတတ်ဘူးပညာသေးစက်ရလာဘုံကအကျန်းအဖျင်း၃မျိုးရှိတယ်ဝန်းဝင်းကအလိုလိုပါလာတတ်တာမျိုးဆရာနဲ့တင်လို့တတ်တာမျိုးအပင်ကနေစက်ပွားများပြီးတက်လာတာမျိုးဖြစ်တယ်ပညာသေးစက်အကြောင်းအကျေရေးထားသည်ကိုဖတ်လို့သူများရခင်တင်ပြထားသော ဝုခောပညာသေးစေအကြောင်းနေတရာတွင်အရှိဝါယံပညာသေးစေမိနေတဲ့သူတွေဟာဖျောင်းမရှင်ခိုးခြင်းမူအိမ်မမနေခြင်းမူဒေါသကြီးတယ်ဘုံဘုံတိုင်းတိုင်းလှုပ်ခြင်းနဲ့ဆိုင်းသံကြရင်ကကြင်းနဲ့ပညာသေးစေမိသူဟာကြာရင်ဆုံးဖြစ်သွားတတ်တယ်ထက်တခုံးကောက်တောက်တစ်ချက်ခောက်ယုံနဲ့မပြောင်ရင်ပညာသေးစေလက်နဲ့ရွေမူတတ်ချယုံမြောက်နဲ့မပြောင်ရင်ရေးစတစ်ခွက်တတ်ယုံမြောက်ဖြင့်မပြောင်ရင်ပညာသေးစေလို့ပြရမယ်မှတ်ရမယ် ်ပညာသေးဆက်ဝင်ပူးပြီးအာနာနဲ့ချုပ်မရတုံမရဖြစ်နေရင်ဇပင်ဆွဲပြီးခဏနာသာရိုက်လိုက်ကာယကံရှင်ရဲ့နာမည်ကို345ကခေါ်လိုက်တရိရလာတတ်တယ်ပညာသေးဆက်ကုသတဲ့အခါမှာဘေးပဝိညာဉ်ကလူတွေဘာမှဝင်မပြောအောင်ကြိုတင်တားမြစ်ထားရတယ်ကာယကံရှင်ဝေဒနာရှင်သည်ကိုယ်တိုင်ကပညာသေးဆက်တွေကို မလူလားမှကုလို့ရတယ်ဖျားမှလှူခိုင်းရတယ်ကုသဘုံအသေးစိတ်အောင်ဤနေရာ၌ပေါ်ပြရန်မသင့်ပါ၍ ခြံလက်ခဲ့ပါသည်ဆရာကြီးဦးစံသိန်းရေးသားသောကုရုံညံတွင် ကုတာပုံအသေးစိတ်ပါရှိပါသည်ရွှေညော်အိစာတရားမိတီဆေးကိုင်းမှနာယကကြီးဆရာကြီးဦးစံသိန်းမိန်ကြားသောကုရုံကုကမှာအလွန်မင်းပြည့်စုံပါ၏ကုတာပုံအသေးစိတ်ကိုလည်းပြောကြားခြင်းဖြင့်ကျွန်ုပ်အနေဖြင့်ကုတာပုံအသေးစိတ်ကိုဤနေရာ၌တင်ပြရန်မသိဟုယူဆပါသောကြောင့်ကုတာပုံ ကုတာနီတော်တော်များများကိုမဖော်ပြပဲခြံလက်ခဲ့ပါသည် ကုရုံပညာသည်ရွှေညောပညာခံယူထားသူများသာသိရှိခွင့်ရှိပါသဖြင့်အပြည့်အစုံမဖော်ပြခြင်းဖြစ်ပါသည်အပြည့်အစုံသိလိုသူများနာယကဆရာကြီး၏အတန်ဖိုင်တွင် နာကြားနိုင်ပါသည်ဤစာစုဖြင့်နာယကကြီးဆရာကြီးဦးစံသိန်းအားယူသေးလေးစားစွာ ရှင်းခိုးကြတော့ပါ၏ဒါကတော့ဆရာနာစီရေးသားပြုစုထားသောရွှေညောအိစာတရားမိဒီစေကိုင်းတော်ဂိုင်းမြတ်ကြီးနှင့်သက်ဆိုင်သည့်ဘဟုတုတ္တစာစုများမှနံပါတ်34နာယကကြီး ဆရာကြီးဦးစံသိန်း၏မိန့်ခွန်းဩဝါဒများအကြောင်းကိုဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ